ိုင်ငံသားမှာဒုတိယအင်တာဗျူပြီးသမီးလေးမွေးလိုက်ပြီးဆိုတဲ့သတင်းတွေအပေါ်ဖြည့်ရှင်းလာတဲ့အတင်ချိုဆွေအားလုံးပဲမင်္ဂလာပါရှင်။ဘာမဆယ်လီဘရီတီကနေကြိုဆိုလိုက်ပါပြိသက်အချစ်တော်အဆိုတော်အတင်ချိုဆွေကနိုင်ငံသားမှာအယံချမ်းသာတဲ့တတိကြီးနဲ့ဒုတိယအင်တာဗျူလိုက်ပြီးလို့သတင်းတွေပေါ်ထွက်နေခဲ့ပါဒါဒီမကအင်နာပြူတာကိုလူမသိသူမသိနဲ့လှုပ်ခဲ့ပြီးတမီလေးတယောက်တောင်ထပ်မံမွေးလိုက်ပြီးဆိုတဲ့အတွက်အားလုံးရဲ့ကြားထဲမှာတော်တော်လေးဝေဖန်မှုမြင့်တက်နေပါ යි ဒီလိုမျိုးဝေဖန်မှုမြင့်တက်နေပြီးအရန်ကရထနေတဲ့တရင်အပေါ်မှာအီတင်ချိုစီကတော့အခုလိုမျိုးပဲပြန်လည်ဖြည့်ချင်းပြောကြားလာခဲ့ပါတယ်။အစရောအီတင်ချိုစီဟာဆိုရင်ပထမအိမ်နောင်နေတုန်းကလည်းအိမ်နောင်ပြုတ်ဖို့နေနေတသားဘသူနဲ့ပတ်သက်ခဲ့လို့ပတ်သက်ခဲ့တလေတော့မသိခဲ့ရပါဘူး။နိုင်ငံကျော်မင်းသားလိုလိုဘာလိုလိုနဲ့ဘသူပဲဝါဆိုတာကိုအတိအကျပြောကြားခဲ့ခြင်းမရှိဘဲကိုဝေရရှိလာခဲ့ရဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကလည်းတော်တော်လေးကိုဝေဖန်မှုပြင်းထန်နေခဲ့တာဖြစ်ပါတယ်။ အိနာအီတင်ချိုဆွေကအပြစ်တွေအကုန်လုံးကိုသူမတယောက်တည်းခံယူပြီးတမီလေးမွေးဖွားပြီးတော့နိုင်ငံသားကိုထွက်ခွာသွားခဲ့ပါတယ်။နိုင်ငံသားမှာတာမီနှစ်ယောက်တည်းစူးစမ်းရုံးခံပြီးတော့ခက်ခဲပင်ပန်းစွာနဲ့နေထိုင်ခဲ့ရတာပါ။ဒီလိုနေထိုင်နေရင်းနဲ့ပဲဒုတိယရှင်သွေးလေးရရှိသွားခဲ့ပြီးဖြစ်ကြောင်းပရိသတ်တွေကိုအသိပေးလာခဲ့တာပါ။သူမရဲ့ဆိုရှယ်မီဒီယာအကောင့်မှာတင်ပေးလာခဲ့တဲ့ပုံရိပ်တွေအရဆိုရင်ဒီသတင်းကမှန်ကန်ကြောင်းသိရှိခဲ့ရတာဖြစ်ပါတယ်။ အီတင်ချိုချီအနေနဲ့နိုင်ငံသားမှာအရန်ချမ်းသာရေးခရိုနီတထေးကြီးကိုလက်ထပ်ပြီးတော့ဒုတိယအင်အားပြုခဲ့ရပါအဲဒီနောက်သမီးကိုမွေးဖွားလာတော့မှပဲမဖုံးနိုင်မဖိနိုင်ဖြစ်ပြီးပရိသတ်တွေကိုအတိပေးလာခဲ့ရတာလို့ဝေဖန်မှုတွေပြင်းထန်နေခဲ့ပါပြီးခဲ့တဲ့လပိုင်းတုန်းကခန္ဓာကိုယ်ပြေပြိုးပြီးအယံဝနေရဆိုတာကလည်းကိုဝင်ရှိနေတဲ့အတွက်ကြောင့်ဖြစ်မယ်လို့အားလုံးကထင်နေကြပါဒါပေမဲ့တကယ်တမ်းမှာတော့ဒုတိယအင်အားပြုပြီးတော့ရင်သွေးလေးထပ်မံမွေးဖွားခဲ့ပြီးဆိုတဲ့သတင်းကလုံးဝမမှန်ခဲ့ပါဘူး ။အီတင်ချိုစီကနိုင်ငံသားကခရိုနီတထေကြီးနဲ့ဒုတိယအိမ်တော်လဲထပ်ပြီးတော့မပြုတ်ခဲ့ပါဘူး။သူမဘာသာတမိလေးကိုပြူးစုဆောက်ရှောက်ပြီးတော့ကြိုးစားရုန်းကန်ရင်းနဲ့ရက်တည်နေခဲ့ပါသူမတင်ပေးလာခဲ့တဲ့တမိလေးမွေးဖွားထားခဲ့တဲ့ပုံရိပ်တွေဟာဆိုရင်လေသူမရဲ့တူဦးတီတော်တမိလေးမွေးဖွားခဲ့တဲ့အချိန်တုန်းကအမတ်တရဓာတ်ပုံလေးတွေပဲဖြစ်ပါဒါတွေကိုအခုချိန်မှာအမတ်တရအနေနဲ့ပြန်လဲတင်ပေးလာခဲ့ရပါပရိသတ်တွေကတော့တခုခုဆိုရင်ဝေဖန်ဖို့ပဲချောင်းနေကြတာဖြစ်တဲ့အတွက် အတင်းချိုစီကလူမသိသူမသိကလေးထမွေးလိုက်ပြီးဆိုပြီးတရင်အမတွေဖြန့်ကဝေဖန်နေခဲ့ကြပါတယ်။အတင်းချိုစီအနေနဲ့ကတော့အမတခုပြုတ်လောက်ခဲ့ပြီးရဲ့နောက်ပိုင်း အခုလိုမျိုးဘာပဲနေနေမကောင်းတဲ့ဘက်ကနေကြီးစုပြီးတော့ဝေဖန်ခံနေရတာပါပထမအမားကတော့သူမရဲ့အမသာဖြစ်ပြီးဒီအမားរីကိုတာဝန်ယူတဲ့အနေနဲ့တမီးလေးကိုလည်းတယောက်တည်းအင်အားနဲ့ပြုစုပြောထားပြီးစောက်ရှောက်ပေးနေခဲ့ပါ යි ဘဝမှာတမီးလေးကသာအရာရာဖြစ်ပြီးနောက်ထပ်အင်အားထပ်ပြီးတော့တီထောင်ဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူးလူတွေကတော့သူမကိုပလင်ဖို့နဲ့ပြစ်တင်ဝေဖန်ဖို့ပဲချောင်းနေကြဖြစ်တဲ့အတွက်အေတင်ချိုဆွေလည်းတော်တော်လေးကိုစိတ်ပြတ်နေခဲ့ရပါပြီအေတင်ချိုဆွေအနေနဲ့လက်ရှိချိန်မှာတော့လူတွေဝေဖန်နေကြသလိုဒုတိယအင်အား လည်းမပြုတ်ဘဲတမီလေးနဲ့နှစ်ယောက်ထဲပဲနေထိုင်နေဆဲဖြစ်ပါတယ်။တမီလေးမွေးဖွားတော့ကအမတ်တရပုံရင်လေးတွေကိုပြန်တင်ပေးတာဖြစ်ပေမဲ့ပြည်သူတွေကြားထဲမှာတော့နိုင်ငံသားသားတထေကြီးနဲ့အိမ်နာထပ်ပြုတ်ပြီးကလေးမွေးလိုက်တယ်ဆိုပြီးတော့ဝေဖန်ခံနေရတာပါ။ပြည်သူကြီးတို့ရောအစ်တင်ချိုစီတယောက်အခုလိုမျိုးဝေဖန်မှုတွေခံနေရတဲ့အပေါ်မှာဘယ်လိုမျိုးထင်မြင်မိကြပါသလဲရှင်။